တယောက်ကို2000ခွဲလောက်ပဲပေးရပြီးတော့ breakfast buffet လဲပါတယ်24နာရီလဲမီးရတဲ့ဗကညာဦးက hotel လေးတစ်ခုကိုခေါ်သွားမဲ့ video လေးပဲဖြစ်ပါတယ်ရှင် grace ခေါ်သွားမဲ့နေရာလေးကတော့ triple h ဗကံမှာညာဦးမျိုးဇယဝတီရက်ကွာရွှေကောင်းကော်လမ်းမှာရှိတာပဲဖြစ်ပါတယ်ရှင် ဒီဟိုတယ်လေးကဘတ်ဂျက်ဖြစ်တဲ့အပြင်သူ့ရဲ့ bedding structure ပုံစံကပကံပုံစံလေးစောက်ထားတာမလို့ပကံ vibe အပြည့်ဝရပါတယ်။ဒီအခန်းလေးကတော့တရက်ကို9000မှာလူ2ယောက်တဲလို့ရတာမလို့တရက်ကို2000ခွဲပဲကျတဲ့မှာဖြစ်ပါတယ်ရှင်။ဘတ်ဂျက်ဟိုတယ်ဆိုပေမဲ့လေအခန်းဟန်ကြဲကြဲဝန်းဝန်းလေးရှိတယ်။လေဝင်လေထွက်လေကောင်းတယ်။တန်တန်ရှင်းရှင်းတက်တက်ရရလေးရှိတာမလို့ Grace ကအရန်ကိုသဘောကျခဲ့ပါတယ်ရှင်။9000ခန်းနဲ့6000ခန်းကတော့အခန်းအနေထားဘာညာအကုန်တူတူပါပဲ။ Underground နဲ့ First Floor ပဲကွာပါတယ်ရှင်။ဒီ ီခန်းလေးကတော့ family ခန်းမှာလူ၃ယောက်နေလို့ရပါတယ်။တခန်းကို8000ခွဲပဲပေးရတာမလို့လူတစ်ယောက်ကို2000ခွဲပဲကြားတင်ပါတယ်ရှင်။ဒီအခန်းလေးကလည်းတော်တော်လေးကျေတာမလို့နေရတာတတောင်းတတာဖြစ်ပြီးတော့အိမ်လိုခံစားရပါတယ်။ Grace D Hotel ကိုကြိုက်ရတဲ့နောက်တစ်ချက်ကတော့အဲ့လိုကိုယ့်ရဲ့လေအိမ်မှာနေရတယ်လို့မျိုးခံစားရတယ်။ Hotel ရောက်နေတယ်လို့မခံစားရဘူး။အဲ့ဒီအချက်ကိုတော်တော်လေးသဘောကျမိပါတယ်။ breakfast buffet ထဲမှာဆိုရင်လေချက်ဥကျော်ရဲ့အရဟင်းပစ္စည်းပစ္စည်းခုနှစ်မျိုးရှိမျိုးလောက်ရဲ့ပေးထားတဲ့အညာထမင်းကျော်လေးရဲ့ကျော်စုံပူပူလေးရဲ့အညာကောင်းညှင်းမောင်းပူပူလေးရဲ့တွဲဖက်ပေးထားတာမလို့ပကံဒေတာကိုလာလေတဲ့အချိန်မှာအညာဒေတာစာမနှက်စာလေးကိုစားသုံးခြင်းတဲ့သူတွေအတွက်ကွက်တိမက်စီပါပဲရှင် grace ရေတို့ကတော့အညာစာမကြိုက်ဘူးဆိုရင်လေ999တက်တုံဦးနိုင်နိုင်နဲ့ချက်ထားတဲ့မိုဟင်ကရှိပါတယ်ရှင် အဲ့ဓာတွေအပြင်အုံနိုးကြောက်ကြောတွေဖရဲသီးတွေရွံ့ရွေးချမ်းတွေကော်ဖီတွေအေးတွေပါပေးထားတာမလို့တော်တော်စုံတဲ့ဘက်ဖေးလို့ပြောရပါမယ်ရှင်စုံလင်တဲ့အပြင်ကမှအရသာလဲကောင်းတယ်တရက်တန်ရှင်းမှုလဲအပြည့်ရှိတာမလို့ Grace ကတော့သဘောကျနှစ်သက်ခဲ့ပါတယ်ရှင်ဝန်ထမ်းတွေကလဲ customer service ကောင်းတယ်ဖော်ရွေပြီးသဘောကောင်းတာမလို့ Grace ကတော့ဒီ hotel မှာပဲ9ည8 6ရက်တိတိနေခဲ့ပါတယ်ရှင်ခုကတော့ရန်ကုန်ပြန်มาတော့မယ်ရှင် Grace တဲခဲ့တဲ့ hotel လေးကတော့ Triple H ပကံပဲဖြစ်ပါ ါတယ်ရှင်။လိပ်စာလေးကတော့ညာဦးမျိုးဇရဝတီရက်ကွက်ရွှေကောက်ကော်လမ်းပဲဖြစ်ပါတယ်ရှင်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အားလုံးပဲတတား။